အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်ကြိုဆိုပါတယ်ဒီနေ့မှာတော့ကျွန်တော်ဗာတင်ဆက်ပေးသားမယ်ဆိုတော့ Gary Kasparov နဲ့ Vasily Anandov ရဲ့ Game 7ပွဲလေးကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ Freestyle Chess ဖြစ်ပါတယ် Freestyle Chess ဖြစ်တဲ့အတွက်ကြောင့်ဒီ background မှာရှိတဲ့ကစားကောင်တွေဒီကျွန်တော်ပုံမှန် standard မှာတွေ့ရတဲ့ပုံစံမျိုးတော့မဟုတ်ပါဘူးကျွန်တော်တွေကတော့အကုန်တူတူပဲဖြစ်ပါတယ်ဟုတ်ပြီဒီဘွဲမကတော့ Gary Kasparov ကအဖြစ်ကစားကိုကန်ဆောင်းမှဖြစ်ပြီးတော့ Vasily Anand ကတော့အမဲကစားကိုကန်ဆောင်းမှဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီဘွဲလေးကိုစပြီးတော့ကြည့်လိုက်မယ်။ အဖေကနေပြီးတော့ Gary Kasparov ကဘာလဲဆိုတော့ C4 ဆိုပြီးတက်တယ်။ C4 တက်တာဒီသူကဘာလဲဆိုတော့ Bishop ရဲ့ diagonal လေးဖွင့်လာပြီလား။ဒါကျွန်တော်အမြဲပြောတယ်ဒီ Fischer and Chess မှာဆိုလို့ဆိုရင်များသောအားဖြင့်ကျွန်တော်တို့ဒီ Bishop ရဲ့ diagonal ကိုဦးစားပေးပြီးဖွင့်နေပါတော့။ဒီမှာဆိုရင် Bishop ဒီ diagonal လေးဖွင့်လာပြီးတယ်။ Okay အဲ့တော့အာ Vishia နဲ့ကဘာရှိကြလဲဆိုလို့ဆိုရင် C6 သူဒီလည်းပဲ Bishop ရဲ့ diagonal လေးပြန်ဖွင့်တယ်။အဲ့မှာထပ်ပြီးတော့ Gary Kasparov ကဘာရှိလဲဆိုရင် D4 ပေါ့။ ဒီ void idea ကဒီမှာလည်း bishop ရဲ့ diagonal တစ်ခုထောက်ဖွင့်လိုက်တယ်။ bishop diagonal နှလုံးကနှစ်ခုနှစ်ခုကိုဖွင့်ထားတယ်ပြီးနောက်တစ်ခါကျ pawn တွေကို center မှာ control လုပ်ထားတယ်။အဲ d5 ပြန်တက်တယ် d5 မှာ gary kasparov ကစားတယ်ပြန်စားတယ်ပြန်စားပြန်တော့ bishop d3 ဒါကတော့ bishop လေးကိုဒါအာနေရာကောင်းတဲ့နေရာလေးကိုပို့ပြီးပို့ထားတယ်ပေါ့နော်ဒီ background ကနေပြီးထုတ်ထားတယ် develop လုပ်ထားတယ်ပေါ့။ bishop အနေနဲ့ကဘာရှိခဲ့လို့လဲဒီနေရာမှာ အဲတော့ bishop c7 ဆိုပြီးရှိခဲ့တယ် bishop c7 idea ကတော့အဲကျွန်တော်ထင်ပါတော့ bishop အဖြူက bishop a5 တွေပါလာလို့ဆိုရင်တော့ rook ရှောင်ရမယ် rook မရှောင်လို့ဆိုရင် b6 တက်မယ်ဆိုလို့ဆိုရင်လည်းပဲ bishop a5 မှာ b6 တက်မယ်ဆိုလို့ဆိုရင် bishop a6 ချက်တွေပါနေဆိုလို့ဆိုရင် castling ပြတ်မာတွေပါတွေကိုစိုးရင်လို့အဲ bishop c7 နဲ့ကြိုပြီးတော့တားထားတယ်လို့တော့အဲမြင်တော့မြင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဓာတ်ကြည့်မယ်ဆိုရင်ဒီမှာ gary kasparov bachelor ဆိုရင် net f3 လေး develop လုပ်တယ်ဒါမထုတ်ကားတည်းကစားကောင်တကောင်ထပ်ပြီးတော့ထုတ်လာတယ်ပေါ့နော်အဲ့တော့ဒီနေ့ဒါမှာ ဗီဂျီယာနန်ကဗာပြန်ရွှေ့လဲဆိုရင် e6 e6 ကလည်းဒါစန်တာပေါ်လေးကိုပြန်ပြီးတော့ဟို defense လုပ်ထားတယ်ပေါ့နော်အဲ့တော့ Gary Kasparov ကဒီမှာဗာပြန်ရှိတယ်ဆိုရင် Bishop B4 ဒါဒီလည်းပဲဒီ Baron မှာရှိတဲ့ Bishop လေးကို develop လုပ်တယ်ပြီးတော့ဒီမှာ F8 မှာရှိတဲ့ Knight လေးကိုတွားပြီးတော့ချိန်ထားတယ် အဲ့ဘေရှားတွေကဒါ active ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ထပ်ကြည့်မယ်ဆိုလို့ရှိရင်ဒီနေရာမှာ Africa Knight ကချိန်ကဏ္ဍဖြစ်တဲ့ကြောင့် Vision Knight အနေနဲ့ရွှေ့လို့ရတာလေကျွန်တော် Knight G6 လဲ Knight F6 လဲရွှေ့လို့ရတယ်လို့ Knight G6 လဲရွှေ့လို့ရတယ်ပေါ့နော်အဲ့တော့ဒီ position ရထူးကြတာကတော့ကျွန်တော် Queen နေရာဂျောင်းထဲကိုရောက်နေအဲ့ဒီ Queen တွေကိုဘယ်လိုမျိုးများ activate လုပ်လာမလဲဆိုတော့ကျွန်တော်ကြည့်ရပါဘော အဲ့တော့ဒီမှာဗီရှီယာနိုင်ကနိုင်ဂျီစစ်ရှိတယ်။နိုင်ဂျီစစ်မှာဂယ်ရီကစွာရောက E3 နဲ့ပြန်ပြီးတုံ့ပြန်တယ်။ဒါစန်တာပေါင်းလေးကိုကွန်ထရိုးလုပ်ထားတယ်။အဲ့တော့ Night 8 E7 နောက်ထပ်မထုတ်ပါသေးတဲ့ကစားကောင်တစ်ကောင်ထပ်ပြီးတော့ထုတ်လာတာဖြစ်ပါတယ်။ထပ်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနေ့သားမှာဂယ်ရီကစွာရောက်ကလည်းဘာရှိခဲ့လဲဆိုလို့ရှိရင် Night Night D2 ပေါ့နော်။ Night Night 1 D2 ပေါ့။ဒါဒီကျွန်တော်တို့ဒီမှာဘာတွေ့ရပြီလဲဆိုလို့ရှိရင်ကစားကောင်တွေအလုံး Barrett မှာအကုန်လုံးရှင်းသွားပြီးအာ Rook တွေ King တွေ Queen တွေပဲကျွန်တော်တွေ။ဒါဆိုလို့ရှိရင် Castle တော့လှုပ်လို့တော့ရနေပြီပေါ့နော်။ဒီမှာအဖြူကနေပြီးတော့ ါကျွန်တော်တို့ထပ်ကြည့်မယ်ဆိုလို့ရှိရင်အဲရုရှားနိုင်ငံကလည်းဘာရွှေ့ခဲ့လို့ဆိုဒီနေသားမှာ night season ပဲရွှေ့ခဲ့တယ် night season ရဲ့ idea ကတော့အမဲအနေနဲ့နောက်ထပ်ရွှေ့လဲကြလို့ရှိရင်ဘာလုပ်လို့ရလဲဆိုတော့ e5 တွေတက်လို့ရတယ် e5 တင်တဲ့ဒီ center ကိုပြုတ်ခွဲလို့ရတယ်ပြီးတော့ e4 ဒီဘက်လည်းအဲထပ်ပြီးတော့ space ချက်လာလို့ရတယ်ပေါ့နော်ဒီလိုပုံစံနဲ့ကစားလို့ရတယ် ဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင်ကစားပွဲထဲမှာတော့ Gary Kasparov ကဘာပဲရှိခဲ့လဲဆိုရင်သူ့ရဲ့ချိန်ကဏ္ဍတဲ့ Bishop လေးကအရှိညာဖြစ်တဲ့ကြောင့် Bishop လေးကိုပဲနောက်ပြန်ဆော့တယ် Bishop A3 ပေါ့ Bishop Bishop A3 မှာ Vishyanan က Bishop D6 နဲ့ပြန်ပြီးတော့တုံ့ပြန်တယ် Bishop ချင်းလဲကစားမလားဆိုပြီးကန့်လှန်တယ်အဲ့တော့ Gary Kasparov ကတခါတည်းစားလိုက်တယ်ပေါ့နော် Bishop D6 Rotate D6 အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဒီနေ့ထားမှာဆိုလို့ရှိရင်ဒီဒီ8က Rook ကဒါဒီကျွန်တော် king side က rook ဖြစ်တယ်ပေါ့နော် king side က rook ဖြစ်တဲ့ကြာဒီ rook ကရွှေ့လိုက်ပြီဆိုလို့ရှိရင်ဒီ king side ကိုအလုံးဝ casino လို့မရတော့ဘူးပေါ့နော် ဲ့တော့ vision အနန္တနေလဲဆိုလို့ဆိုရင်တော့အာကက်ဆင်းလုပ်မယ်ဆိုလို့ဆိုရင်ဒီ queen side ကိုပဲကက်ဆင်းလုပ်လို့ရတယ် Gary Kasparov အနေနဲ့ဆိုလို့ဆိုရင်တော့ဒီနေ့ထားမှာကက်ဆင်းလုပ်ချင်တာဆိုတော့ short castle လုပ်လို့ရတယ်ပြီးတော့ကျွန်တော်တို့ long castle လုပ်ဖို့အတွက်ကြောင့်ဒီရထားအတွက်နေရာကမရှိသေးဘူး D1 အတွက်ကနေရာမရှိဘူးအဲဒီ long castle တာလုပ်မယ်ဆိုလို့ဆိုရင်ကျွန်တော်တို့ဒီမှာဒီ route ကိုဒီဘက်မှာရှိတဲ့ route ကိုအရင်ဖယ်ရမယ်ပေါ့နော်ပြီးတော့မှ long cut ဆက်လုပ်ကြမှာပေါ့အဲ့တော့ဒီနေ့ထားမှာဟိုဘာတွေ့ရလဲဆိုတော့အနေထားအရပြောမယ်ဆိုရင်အဖြူကပို့ပြီးတော့ကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ အဖြူကလက်ရှိမှာအဖြူတို့အကောင်းဆုံးရှုပ်ကွက်ဒီဒီ short cutter ကအကောင်းဆုံးရှုပ်ကွက်ဖြစ်တယ်အဲ့နောက်မှာ short cutter ပြီးရတဲ့နောက်မှာ A3 တွေ B4 တွေတက်လို့ရတယ်အဲ့လိုပဲကျွန်တော်ဒီမှာ queen အတွက်လမ်းကြောင်းဆိုတော့ H4 တွေ H5 တွေနဲ့တက်ပြီးတော့ queen H2 တွေကလာပြီးဒီ diagonal ကနေပြီးတော့အဲကစားလို့ရတယ်ပေါ့ဘာကြောင့်လဲကျွန်တော် queen ကို activate လုပ်ဖို့လဲလိုအပ်တယ်အဲ့တော့ဒီမှာ Gary Kasparov ကဒီနေသားမှာ10မိနစ်နဲ့40စက္ကန့်လောက်စဉ်းစားပြီးရတဲ့နောက်မှာ Gary Kasparov ဘာရှိခဲ့လဲဆိုရင် castling လုပ်ခဲ့တယ်ဒါတော့ကောင်းတဲ့ရှုပ်ကွက်တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ အဲဗီစီအာနန်ကလည်းဗာရှိခဲ့လဲဆိုရင်လောင်းကက်ဆယ်ပြန်လုပ်တယ်။လောင်းကက်ဆယ်မှာကျွန်တော်ထပ်ကြည့်မယ်ဆိုလို့ရှိရင်ဂယ်ရီကက်စပါရော့က H4 ဆိုပြီးတက်တယ်။ဒီ H4 ရဲ့ idea လေးကတော့ကောင်းတယ်။ဘာလို့လဲဆိုရင် H5 တက်ပြီးတော့ night ကိုမောင်းမယ်ဆိုတဲ့ idea လေးလည်းရှိတယ်လို့ဒီဂျောင်းထဲမှာပိတ်မိနေတဲ့ queen တို့ကလမ်းကြောင်းဖွင့်ပေးထားတာလည်းဖြစ်တယ်။ queen h2 လိုပဲလာပြီးတော့ဒီ diagonal ကနေပြီးတော့ဒီအမဲရဲ့ queen side ကို pressure ပေးလို့ရတယ်ပေါ့။အဲ့တော့ဒီမှာကဗီစီအာနန်ကဗာရှိလဲဆိုရင် F6 ဆိုပြီးရှိတယ်။ F6 မှာအဲ queen h2 လာတယ်ဒီမှာက diagonal လေးကနေပြီး develop လုပ်ထားတယ်ပေါ့နော်အဲ့တော့ knight e7 ပြန်လာ knight g e7 လာတယ် knight g e7 မှာ gary kasparov က rook f c1 ဆိုပြီးလာတယ်ဒါလောင်းအောင်လောင်းလာတဲ့နဲ့ဒီမှာကျွန်တော်တို့ဒီမှာ knight ကိုပြန်ပြီးပင်ထားတယ်အဲ့တော့မှာကျွန်တော် b4 တွေ b5 တွေထပ်ပြီးတော့တက်လာမယ်ဆိုတဲ့ idea လေးရှိရပေါ့နော်အဲ့တော့ဝီရှီယာနန်ကဒီနေသားမှာပင်အောက်ကနေပြီးရှောင်းနေကင်းပီရဲ့ဒါပေမဲ့ပင်အောက်ကရှောင်းနေဆိုရင်ချက်ချင်းပင်အောက်ကလွတ်သွားလားဆိုတော့လေမလွတ်တဲ့ဥဒီမှာနောက်တစ်ပင်ကြံနေရပါတော့နောက်တစ်ပင်ကြံနေရဖြစ်တဲ့အကြောင်းဒီနေသားမှာအဲဂယ်ရီကတ်စပါရောအနေနဲ့ အဲလုတ်လို့ရတာတွေကျွန်တော် e4 တက်လို့ရတယ်အဲဒါမှမဟုတ်စင်ကျွန်တော်ဒီမှာ a3 တွေ b4 တွေထပ်ပြီးတော့လိုက်မလားပေါ့အခုလိုက်ချင်တာအခုလိုက်လို့ရတယ်ပေါ့ဒီနေထားကတော်တော်လေးကိုအဖြူတွက် fine နဲ့အဲ့တော့ Gary Kasparov ကဒီနေထားဘာရှိခဲ့လဲဆိုလို့ရှိရင် e4 တက်တယ်ဒီခါလေးနဲ့ e4 တက်တဲ့အချိန်မှာအမဲအတွက်ကစားလို့တော့မကောင်းဘူးပေါ့နော်စားစစ်နိုင်တဲ့ပြန်စားစစ်ဒီ route ကြီးကဒါပေးရမယ်အချင်းပေးရမယ်ပေါ့အဲ့တော့ဒါစားလို့မကောင်းစားလို့မကောင်းတာဖြစ်တဲ့အကြောင်းဒီနေထားမှာအမဲကဘာပြန်ရှိခဲ့လဲဆိုလို့ရှိရင် king a8 ဒါဒီဒီမှာလဲပင်ကိုထပ်ပြီးတော့ရှောင်လိုက်တယ်အဲ့တော့ဒီမှာ e5 တက်တယ် E5 မှာ Rook 6 D7 သွားတယ်။အဲ Rook 6 D7 မှာ Gary Kasparov ကအနေထားအရတော်တော်လေးကိုတာနေတယ်။တာနေရပြီးတော့ကျွန်တော်ဒီမှာ Queen side ကိုဘယ်လိုမျိုးထပ်ပြီးတိုက်လဲဆိုရင် Knight 6 D7 ။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ဒီ C5 square လေးက Knight ကလုံးဝ out position လေးရတယ်ပြီးတော့ဒီ E6 pawn လေးကလည်းအားနေနေတယ်။ Knight C5 တာရောက်လာပြီဆိုရင် Rook ကိုလည်းချိန်ထားတယ်။ဒီ E6 က pawn ကိုလည်းတိုက်ခိုက်ထားတယ်ဆိုလို့ဆိုရင်ဒါတော်တော်လေးကိုအဲ pressure ပို့ပြီးတော့ပြီးသွားမယ်လို့ပြောလို့ရတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ဆိုရင် ဒီနေ့ထားမှာဗီရှီအာနာအနေနဲ့ဘာပဲလုပ်ရလဲဆိုလို့ဆိုရင်ပေါ့ဗီရှီအာနာအနေနဲ့လုပ်တင်တာလေးကျွန်တော် Bishop H5 ဒီပါတော့ Bishop ကို develop လုပ်မယ်ဒီ after 3ကိုစားမယ်ပြီးရင် D4 ဘုံလေးပြန်စားမယ်စသဖြင့်ဒီလိုမျိုး idea လေးနဲ့ကစားကစားတာပိုကောင်းတယ်ပေါ့နော်အဲ့ကဲ95လာမယ်ဆိုလဲဒီမှာ exchange ပေးလိုက်ပေါ့ exchange ဆိုတော့ exchange ပေးလိုက်ပေါ့ အချင်းပြပြကစားတာသူတက်ပို့ပြီးတော့တက်တာရရမယ်လို့တော့ထင်တယ်ပေါ့နော်ပြီးတော့နောက်တော့မှဒီ queen တွေပါတွေ develop လုပ်ပြီးတော့ကစားပေါ့အဲ့ဒါပို့ကောင်းဒါပေမဲ့အဲ vishyanan ကဒီနေ့ထားမှာသူကတကယ်ကိုဟိုအမားကြီးရွှေ့ခဲ့တယ် blender move တစ်ခုရွှေ့ခဲ့အဲ့ဒါပါလဲဆို rooksy 7ဆိုပြီးရွှေ့လိုက်တယ် ်ဒီလူစီဇန်ဘန်ကလုံအောင်ဘလန်နာမူးဖ်တစ်ခုဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဟိုဒီမှာဒီ queen ကလိုင်းချောင်းမှာရှိနေတယ်ပြီးတော့ဒီ c7 ကိုရောက်တဲ့ route တွေအကာအကွယ်မရှိအကာအကွယ်မရှိတာဖြစ်တဲ့ကြောင့်ဒီနေထားမှာ gary gasparov ကပါဖြစ်လိုက်တဲ့အချိန် e takes f6 ဆိုပြီးစားလိုက်တဲ့အချိန်မှာပဲအာဗီရှီယာနဲ့က resign လုပ်သွားဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီမှာကစားကောင်တကောင်ကြာပြီပေါ့နော်။ဒီမှာ night ကိုလည်းပုံကချိန်ထားတယ်။ဒီမှာ queen ကလည်း route ကိုချိန်ထားဆိုတော့ material တကောင်ကြာတာဖြစ်တဲ့ကြောင့်ဒီနေထားမှာပဲ ဒါဖရီရှီယာနဲ့ကအရှုံးပေးသွားဖြစ်ပါတယ်ဒီပွဲလေးကတော့ကက်စပါရော့ကတော်တော်လေးကိုခေါင်းနေ16ခွန်းနဲ့ပဲဂယ်ရီကက်စပါရော့အဂယ်ရီကက်စပါရော့ကဖရီရှီယာနံကိုလုံးဝဖြုတ်ခွင်းမလိုက်တယ်ပေါ့တော်တော်လေးမိုက်တယ်ပေါ့ဟုတ်ပါပြီအဲ့တော့ဒီကစားပွဲနဲ့ပတ်သက်ပြီးတော့အဲနားမလည်တာမရှင်းတာတိတိနာရှိုးဆိုင်နဲ့ကွန်မန့်တွေမှာမေးမြန်းကြလို့ရပါတယ်အာကျွန်တော်ရဲ့ဒီဗီဒီယိုကိုအစားဆုံးလိုက်ကြည့်ရှုအားပေးကြတဲ့ကျန်းမာရေးကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ဆုံးအောင်မယ်အားလုံးပဲကျေးဇူးပါခင်ဗျာ